တချို့ကြတော့အမတန်မှချမ်းသာကြတယ်။ဘာဖြစ်လို့ဒီလိုဖြစ်ရသလဲ။မဏိကမိဖုရားမေးတဲ့မိကုံးထဲမှာပါ။အဲ့ဒါကိုမြတ်စွာဘုရားကဘလို့ဖြေတော့ဆိုရင်ချမ်းသာတယ်ဆိုတာလည်းအကြောင်းပဲမဟုတ်ဘူး၊ဆင်းရဲတယ်ဆိုတာလည်းအကြောင်းပဲမဟုတ်ဘူးတဲ့။ဒါနကောင်းမှုနဲ့စိစိဥစ္စရာအမြဲတမ်းဆက်သွယ်ပြီးတော့နေတယ်။တချို့အထင်နဲ့ကိုယ်လုံးလောက်ဝီရိယနဲ့ကြိုးစားလို့ရတယ်လို့ထင်တာဟုတ်ပါတယ်။ကြိုးစားလို့ရတာနဲ့ကံပေးလို့ရတာမတူဘူး။ ကြိုးစားလို့ရတာကကြိုးစားလို့ရတာအတိုင်းအတာတစ်ခုပဲကံပေးလို့ရပြီဆိုရင် အတိုင်းအတာတစ်ခုတည်းပို့တယ်ပေါ့အဲ့တော့မလုပ်ခရင်ကိုမခံစားရဘူးဆိုတာဟာစတိလဝတ္ထုကိုကြည့်လို့ရှိရင်အမတန်မှထင်ရှားတယ်စတိလတထေးကြီးဟာအလုံးကြောက်ကြလိုက်မယ်အဲ့နောက်ဖေးမှာရွှေတောင်ကြီးပေါက်နေတယ်တခုသောဘုရားမှာဖះကိုစော်ကားပြီးပြောမိလို့ ကတ္တဝဗျာဆရာဘုရားရဲ့စေဒီတော်နဲ့ပတ်သက်ပြီးစော်ကားပြောပြီးတော့ပူဇော်ကြောဖို့ရာအတွက်ရွှေအိုးကြီးသုံးလုံးလုပ်တယ်ရွှေပန်းခိုင်ကြီးတွေလုပ်တယ်လုပ်တဲ့အခါမှာသားကြီးကိုခေါ်တယ်ကဲငါသားကြီးငါဒီရွှေပန်းခိုင်သုံးခိုင်လုံးရမယ်မင်းဝိုင်းလှုပ်ဆမ်းပါဆိုတော့ဟာအဖေစော်ကားတာအဖေပဲလှုပ်ကျုပ်နဲ့မဆိုင်ဘူးဆိုဝိုင်းမလှုပ်ဘူးသားနာခိုင်းတဲ့အခါကျတော့လေသားလက်ကလည်းဒါအဖေစော်ကားတာအဖေပါတီလှုပ်ကျွန်တော်မလှုပ်နိုင်ဘူး တားငယ်လေးခိုင်းတဲ့အခါကျတော့ဩအဖကိစ္စဆိုတာလောကမှာပေါ်ဆိုပြီးတော့အတက်တရောသူကဝိုင်းလောက်ခဲ့တယ်အဲ့ဒီရွှေအိုးကြီးတွေလှုပ်ပြီးလှူခဲ့တဲ့ကုတုကောင်းမှုကြောင့်ရွှေတော်ပေါက်တာအဲ့တော့ခုနကတားကြီးနှစ်ယောက်ကသူတို့မပါသေးတဲ့ကြောင့်တားကြီးနဲ့တားလက်ကရွှေကိုဖဲ့လို့မရဘူးသူတို့အဲ့တော့ဇတိလတထေကပြောတယ်မင်းတို့ငါတားကြီးနှစ်ယောက်ဒီရွှေတော်ကမင်းတို့နဲ့မဆိုင်ဘူးတဲ့ ာသားငယ်လေးနဲ့ပဲဆိုင်တယ်အဲ့တော့သူပေးသမျှနဲ့ခြေနိုင်ကြပြီတော့လို့ဒီလိုပြောပါလားအဲ့ဒါကကံပေးတာနော်အေးဒါကြောင့်ဘုလိုမြတ်စွာဘုရားကဒါနကောင်းမှုဒုထာကိုအကြောင်းပြုပြီးတော့လူတွေကချမ်းသာဒုက္ခရကြတာတဲ့မွဲတာကလှလို့မွဲတာမဟုတ်ဘူးတဲ့မလှခဲ့လို့မွဲတာများတယ်အဲ့တော့မလှခဲ့တဲ့ပုံကိုယ်တွေက မွဲတည်ပြီးတော့လှူခဲ့တဲ့ပုံကိုယ်တွေကချမ်းသာတာဖြစ်တယ်ပေါ့ဒါကိုဆိုလိုတယ်ပေါ့